အားလုံးပဲကလေးတွေအကြောင်းပေးရမှာအသားစားခြင်းနဲ့ပြောရင်ဒီလိုလေးလုပ်ကြည့်ကြည့်ပါတန်ရှင်းလက်ဆက်မှုရှိပြီးစားလို့ကောင်းတဲ့အပြင်ချက်နီးလေးကလည်းလွယ်ကူတယ်ဝမ်းနံယိုကတကယ်ကိုဝယ်ရတာစီချိုပါတယ်အရင်ဆုံးဝမ်းနံယိုကိုအသင့်အင့်တုံပြီးဘီယာနဲ့စိမ့်မယ်ဘီယာနဲ့စိမ့်တာကအသားကိုနူညံ့စေလို့မမာကြီးမဖြစ်တော့ပဲအနံ့ကိုလည်းမွေးစေပါတယ်ပကံလုံးတွေကိုအစောကမှဥလိုက်တဲ့ကျဲဦးနှလုံးထည့်ပြီးခလောင်မယ်ပါလိုလိုနဲ့ဟင်းချက်နီပေါင်းများစွာကိုမျှဝေပြီးသွားပြီဒါပေမဲ့လူကြီးမင်းတို့ရဲ့အသေးအခုချိန်ထိမရသေးဘူးဒီဗီဒီယိုကိုတော့အသေးလေးပေးပြီးအားပေးသွားကြအောင်နော် အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျင်းကျက်တုံဒီနနံမင်းတဲ့ဘင်္ဂပြာရဲ့အကြည့်စွန်းတော်ဝခယူးစီအတင်တင်တဲ့စားကောင်းရတဲ့အထီးကချက်ကတော့ဒီဘာဘီကျူးအမှုထုတ်လေးပါဘာဘီကျူးအမှုထုတ်တော်ဝတဲ့အားလုံးတမအောင်နေပြီးအရသာဝင်အောင်15မိနစ်နှက်ထားလိုက်ပြီးတဲ့အခါပြောင်းကောင်းမုတ်တစုံတဲ့ပူပြီးကြွရမှုရှိအောင်ခင်ချက်စီစွန်တော့ဝဆာလောက်ထဲနေလိုက်ပါ။အိုးရဲစီပူပြီးဆိုတခုချင်းစီထဲပြီးမီးအလေလန်နေထားနေဖြည်းဖြည်းချင်းကြော်မယ်။ဒီလိုကျွတ်ကျွတ်လေးနဲ့ရွှေဝါရောင်တန်းတဲ့အထိကြော်ပြီးရင်ဆဲလို့ရပါပြီ။ အစောကကျန်တဲ့ဘာဘီကျူးအမှုန့်လေးပြူအရသာနှံအောင်အနှဲငယ်အထက်အောက်ခလောက်လိုက်ပါဒီနံယိုလေးကအပြင်ကွန်ရရအတွင်းသားအီအီလေးနဲ့အရန်စားလို့ကောင်းပါလေသဘောကျနှစ်သက်တဲ့ဆိုဗီဒီယိုလေးကိုအသေးလေးပေးပြီး save ထားလိုက်တော့နော်ဒီအားလေးကတော့ကျွန်တော်မျိုးတွေကစားသောက်ဆိုင်မှာတန်းစီပြီးတော့ဝယ်စားရတဲ့ချက်တောင်မှန်ကြော်လေးပါအပြင်ကွန်ရရလေးနဲ့အတွင်းသားကနူပြီးအရသာထုံထုံဆက်ဆက်လေးမို့တကယ်ကိုစားလို့အရန်ကောင်းပါလေငရုတ်သီးကြောက်ကိုအလေချမ်းစီချွမ်းငရုတ်ကောင်းစီထည့်ပြီးရင်းနေစိန်ထားမယ်ချက်တောင်မှန်ကိုအရသာပုံဝင်အောင်အလေပိုင်းလိုက် ညီနှံပြအောင်ဂျင်းပြနဲ့ဟင်းချဝိုင်းတဲ့ငရုကောင်မုံဘဲငက်ပြရဲ့အကြီးခယူစီတဲ့ပြောင်းကော်မုံတဲ့တမအောင်နေပြီးအရသာစေဝင်အောင်15မိနစ်နဲ့ထားလိုက်စီပူပြီးဆိုဦးရဲထဲကြောမယ်ထက်ထက်ပြီးချင်းချက်ချင်းမလှန်ပါနဲ့မီးအလှလန်နေထားနဲ့တစ်ဖက်ကရဲပြီးဆိုမှနောက်တစ်ဖက်လှန်ပါမယ်နှစ်ဖက်လုံးရှေဝိုင်းအောင်တမ်းပြီးကြွရတဲ့အထိကြော်ပြီးရင်ဆဲထားလိုက်ပါအိုရဲကိုဟော့ပေါ်အနစ်ခဲတဲ့မီအေအေနဲ့အရေးပြောတဲ့အထီးကြိုပြီးရေစိန်ထားတဲ့ငရုတ်တီနဲ့ငရုတ်ကောင်းစေတဲ့အလုံးကိုရောသမာမွေပြီးကြော်ထားတဲ့ချက်တောင်မှန်တဲ့ အရာသာအတွက်တကြားစက်သားမုတ်တဲ့စီယာမုတ်မများပြူပြီးအရာသာဝင်အောင်မှုကျော်ပြီးပဲနောက်ဆုံးနှမ်းတဲ့ချက်တော်မိဖြူအနှဲငယ်မွေပြီးအိုချလို့ရပါပြီအနံ့လေးမွေပြီးအရာသာကဆက်ဆက်လေးနဲ့အတော်လေးစားလို့ကောင်းပါတယ်အိမ်မှာလှုပ်ရှားကြည့်ကြနော်အခုတလောလိုင်းမမရေပန်းစားနေတဲ့ကြက်ဥပေါင်းလုံးဒီဒီလောက်စားလို့ကောင်းလိမ့်မယ်လို့တကယ်မတင်ထားဘူးပကံလေးကိုဘဲငက်ပြာကြီးအကြည့်တစုံရေးတန့်တစုံဟင်းချက်စီစုံတော်ဝတ်ထဲကျက်တုံမိအနေငယ်ထဲပြီးတမအောင်မွေလိုက်ကျဲဦးကိုအရင်ပကံလုံးတစ်ခုရဲခွဲထဲပြီးမှပကံပြားလေးကိုထည့်မယ် ကျဲဦးအခွန်ကြသွားခဲ့သည်ရှိသောဖေရလွယ်အောင်လို့ရေပပွဲဆိုပြီးဆိုအိုးပေါ်တင်ဖုံးပေးပြီး6မိနစ်ပေါင်းပေးလိုက်ရင်စားလို့ရပါပြီ။စားလို့ကောင်းပြီးပရိုတင်းဓာတ်များတဲ့အတွက်လူကိုယ်လည်းမဝါစေပါဘူး။မှိုကိုအပြားထူထူလီးပြီးရင်းနှီးငွေနဲ့15မိနစ်ပေါင်းမယ်။ပြီးရင်ရေရည်နဲ့စိမ့်လိုက်ရေညစ်ပြီးအမြောင်းလေးတွေဖြစ်အောင်ဖြေမယ်။ပြုတ်ထားတဲ့ကျန်ရွယ်ရယ်နဲ့မုံလာဝူနီထဲ၊ချက်သွန်နီ၊ချက်သွန်ပြူ၊မြေပဲစံနှစ်နံမင်းထဲအချင်းရည်ထဲသမအောင်နေပြီးစားလို့ရပါပြီ။ငါးပေါင်းကိုစီရင်လောင်းရတာလားဒါမှမဟုတ်စော့ရင်လောင်းရတာလား။ လူများစုကတလွဲစီလောက်ကြတယ်ဒါကြောင့်ဆိုင်ကဝယ်လာတာလောက်စားလို့မကောင်းကြတာဒီနေ့နီလန်းအမှန်ပြောပြပေးမယ်နူနူအီအီလေးနဲ့အရန်စားလို့ကောင်းတယ်တကောင်3000ဝန်းကျင်ရှိတဲ့ဂျပန်ငါးကိုဓာတ်နဲ့မုံမယ်ရေပကန်လုံးတွေကိုကျင်းကျက်သွုံမိနဲ့စားတစုံတည်းတေချာသမအောင်မွေးပြီးငါထည့်ပြီး7မိနစ်စိမ်ပါမယ်ငါးကိုညီနံပြောင်းတေချာပုတ်စီပြီးစားရေးစိနာကအသားကိုပူပြီးနူညံစီပါတယ်အိုးရဲစီပူပြီးဆိုကျက်သွုံနီးကျင်းကျက်သွုံမိတဲ့စီမွေးတမ်းမယ်ရေပကန်လုံးတစ်လုံးစားတဲ့ဘဲငက်ပြာရဲ့အကြီးပကန်လုံးတစ်ဝက်ခန့်တဲ့ အရသာကောင်တကြားအနေငယ်ထဲဒါကဆိုင်နေမှာတုံးတဲ့ဆော့ဆန်နေပဲရေပပွက်ဆူတဲ့အခါအိုးဘော်တင်ပြီး၈မိနစ်လောက်ပေါင်းပဲထွက်လာတဲ့ရေတွေကိုပကံလုံးတစ်လုံးနဲ့စောင်းထည့်ထားလိုက်စီပူပူတွေကိုကျက်သွမ်းမိလက်တစ်စုပ်စားထည့်ပေါင်းထားတဲ့ငါးဘော်လောင်ပြီးဆက်ထားတဲ့ဆော့လောင်ပဲအသားကနူညံနေတော့ပတ်ဆက်ထဲရောက်တာနဲ့ပြုံးဝင်သွားရောသဘောကျနှစ်သက်တဲ့ဆိုအိမ်မှာလှုပ်ရှားကြည့်ကြပါနော် ဒီနေ့မှာတော့အားလုံးကိုစားတောက်ဆိုင်တွေမှာစားလို့အကောင်းဆုံးဖြစ်တဲ့ငရုတ်ကောင်းကြက်တောက်မှန်ကြော်နီလေးမျှဝေပေးပါမယ်။တေချာရဲအောင်ကြော်ထားတဲ့ကြက်တောက်မှန်လေးတွေကထထုံဆက်ဆက်နဲ့အရန်စားလို့ကောင်းတယ်။စားလိုက်မိတာနဲ့လက်ကချနိုင်မှာမဟုတ်တော့ဘူး။တေချာတုံးထစ်ထားတဲ့ကြက်တောက်မှန်တွေတဲကိုငရုတ်ကောင်းမုံ၊ခယူစီ၊ဘဲငက်ပြာရဲ့အကြည့်တဲပြောင်းကော်မုံထည့်ပြီးတေချာသမောင်းနဲ့ဟင်းချက်စီထည့်ပြီး၅မိနစ်လောက်နှက်ထားမယ်။စီပူပြီးဆိုဦးရဲထည့်ကြော်လိုက်။မီးအလေလန်နေထားနဲ့ရှေဝါရောင်တန်းတဲ့အထိကြော်ထားမယ်။ဦးရဲကိုဂျင်းနဲ့ကြက်သွန်ပြူထည့်စီမွေးတက်ပြီးငရုတ်ကောင်းစီထည့်ငရုတ်သီးလီးထားတာထည့် အားလုံးကိုအနမ်းထွက်လာတဲ့အထီးမွေကြော်မယ်ပြီးရင်ကြော်ထားတဲ့ကြက်တောင်မန်တဲ့ကြက်သားမုံနဲ့တကြားတဲ့မိပြပြနဲ့အရသာနှံ့အောင်အထက်အောက်လန်ကြော်ပြီးရင်အိုချလို့ရပါပြီငရုတ်ကောင်းတဲ့တင်တင်လေးနဲ့အရသာထထုံဆက်ဆက်လေးမျိုးကြက်တောင်မန်ချိုက်တဲ့မိတ်ဆွေတို့တေချာပေါက်ကြော်စားပြအောင်ကြော်စားကြနော်